အလုံးအံ့ဩသွားစေမယ့်ချစ်သူကောင်းလေးကိုချပြလာတဲ့ခင်စားကြီးကြောင့်မင်္ဂလာပါပရိသတ်ကြီးကျမရရဲ့ပေလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ဆိုရှယ်မီဒီယာမှာတော်တော်လေးကိုလှုပ်ခတ်သွားပြီးအလုံးရဲ့ပစက်ပြားမှာရှေးဘဲစားနေတဲ့သမင်တစ်ပုဒ်ရှိပါတယ်အဲ့ဒါကတော့တစ်ခေတစ်ခါကနေဒီနေ့ထိအလားတရားတွေတရုတ်ဆောင်ရင်လည်းလုံးဝကြမသွားပဲနဲ့နုပြိုလန်းဆန်းနေစေဖြစ်တဲ့ဝိုင်းရင်မင်းသမီးချော်ကြီးခင်စားကြီးကြောင့်ရဲ့အခြေရေးတည်မှာပဲဟုတ်ပါတယ်သူမကိုရိုင်းလူသိရှင်ချာချပြလိုက်တဲ့ ူမထဲအသက်ငယ်ပြီးတော့ခန်းညာချောမောလာတဲ့ချစ်သူကောင်းလေးကြောင့်ပဲဖြစ်ပါတယ်။ခင်စားကြည့်တော့ချစ်သူရတယ်ဆိုတော့ဘသူလဲ။ဘယ်ကမင်းသားတက်လေးလဲ။ဒါမှမဟုတ်နုပညာလောကအပြင်ကလားဆိုပြီးစိတ်ထဲမှာမိခွန်းတွေတွေးနေကြတာပါ။ခင်စားကြည့်ကြလို့စိတ်ထဲမှာကြောကြန့်ခိုင်နေ single မသားတယောက်သားသမီးတွေကိုအောင်မြင်အောင်ပြုစုပြောထောင်နိုင်ခဲ့တဲ့ဆံပြမျိုးသမီးတယောက်ကသူ့ဘဝတွေကိုဖော်မွန်တယောက်ထက်ခေါ်လာပြီလားဆိုပြီးဝမ်းသာတဲ့စိတ်နဲ့တူဇက်စုကျင်စိတ်ကလည်းထင်မရခဲ့ပါဘူး သူမပြည်သက်တရားတွေအမြဲတမ်းသူရဲ့ခြေရေကိုစိတ်ဝင်စားနေမေးမြန်းလေးရှိတာဆိုတော့ဒီတစ်ခေါက်တော့အဖြေထွက်ပြီးပေါ့လို့အားလုံးကထင်ခဲ့ကြတာပါဒါပေမဲ့ခင်စားကြည့်ကြောချပြလိုက်တဲ့ပုံနဲ့ caption ကိုမြင်လိုက်ရတဲ့အချိန်မှာတော့အားလုံးရဲ့အံ့ဩမှုတွေကရှီမောခြင်းနေဖြစ်ပြောင်းလဲသွားကြရပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ကောင်းလေးဆိုတာခြားသူမဟုတ်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုကျော်ကမြမမင်းကလေးရဲ့အိမ်မက်ထဲကမင်းသားစောင်းဥရွက်ကြီးချစ်သက်တဲ့ဇလန်တွေရဲ့နှလုံးသား ကိုရီးယားမင်းသားချောင်းဆမ်ဆန်ဟန်ဒါမှမဟုတ်မြန်မာပြည်သက်တွေရဲ့ပစက်ဖြားမှာဆွေးနေတဲ့ဂျွန်စောဖြစ်နေလို့ပါပဲ။ဟုတ်ပါတယ်ဒါဟာတကယ်အတွဲပုံမဟုတ်ပါဘူး။ခေတ်မီနီးပညာ AI Artificial Intelligence ကိုသုံးပြီးတော့သူမရဲ့ပုံနဲ့ဆမ်ဆန်ဟန်ရဲ့ပုံကိုသူမရဲ့လူမှုကိုရမှာတင်ပြီးတော့ကဲအားလုံးကိုချပြလိုက်ပြီးတော့ဆိုရဲစာသားလေးနဲ့ပြည်သက်တွေကိုရှင်းထုတ်လိုက်တာပါ။ဒီဒီပဲကမလင်းသူမက1986ခုနှစ်ဖွာခြင်းလေးတူသူကအောက်တိုဘာ9ရက်ကျမကဇွန်လ15ရက်ဆိုတော့ စစ်တူကိုတူရွေတူပေါ့ဆိုပြီးသူတို့နှစ်ယောက်ရဲ့တိုက်ဆိုင်မှုကတော့မှအခိုင်အမာသက်တည်ပြလိုက်ပါသေးတယ်။မင်းသားဂျိုစောကတော့လွန်ခဲ့တဲ့နှစ်တွေကတည်းကခင်းအချိန်ထိမြို့သမီးပြည်သက်တွေကိုဆွဲဆောင်နိုင်တဲ့မင်းသားတလက်ပါ။ဒီဘောက်ကကွန်မန့်တွေကိုကြည့်လိုက်ရင်လည်းပြည်သက်တွေကဘလောက်တောင်သဘောကျနေလဲဆိုတာတွေ့နိုင်ပါသေးတယ်။အန်ဒီခင်စားထဲမှာလိုက်ဖက်တာပါ။ဒီတွဲကိုတော့အပရူလုပ်ပါရစေ။ဆောင်ဆန်ဟန်ကိုရိုင်းမြင်ရင်တောင်မှသဘောကျသွားမှာဆိုတဲ့ချစ်စရာကောင်းတဲ့မျက်ချက်တွေနဲ့ပြည့်နေနေပါရဲ့။ဒါခေစားကြည့်ကြောင်းနဲ့သူ့ရဲ့ပြိတဲ့ကြားက ရင်းနှီးချစ်ခင်တဲ့ဆက်ဆံရေးကိုလည်းဖော်ပြနေပါရယ်။မင်းသမီးကြီးခင်စားကြီးကျော်ဟာသူ့ရဲ့နှုပညာနဲ့သာမကသူ့ရဲ့ပြောနေတဲ့တဲ့စိတ်ဓာတ်ခင်မီရဲ့တွေးခေါ်ရင်းနဲ့ပါပြိသက်ကိုအသေးနှလုံးလွှမ်းမှုနေစေဆိုတာကိုဒီပို့လေးကသတိပြသွားခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောမင်းသမီးချောခင်စားကြီးကျော်နဲ့သူ့ရဲ့အသေးဆွဲမင်းသားကျွန်းစောတို့ရဲ့ဒီ AI တွဲလေးပေါ်မှာဘလို့မျိုးမြင်ကြလဲကိုရိုင်းသား AI နဲ့ကိုယ့်ရဲ့ celebrity ခွဲ့နဲ့ဓာတ်ပုံတစ်ပုံဖန်နီးကိုရှာမယ်ဆိုရင် ။ဘသူနဲ့ပဲမင်းသားနဲ့ဖန်နီးချင်လဲဆိုတော့ကိုလေကိုမမဝင်ရောက်ဆွေးနွေးပြီးပြောသွားပေးခဲ့ကြပါအောင်ရှင်။ပြချွာပေးခဲ့ကြတဲ့အတွက်ပြည်သက်တယောက်ချင်းစီတိုင်းကိုလေအထူးပင်ကျေးဇူးတင်ရှိပါတယ်။